မဲရုံမဖွင့်ခင်မနဲ့အစိုးကြီးကလေးကမဲပေးဖို့တန်းစီခဲ့တဲ့ဥဇော်လင်းကျော်ကသူ့ရဲ့မဲတပြားနဲ့တိုင်းပြည်ကိုပြောင်းလဲပေးနိုင်ဖို့မျှော်လင့်နေပါတယ်ဒီဒုံချေတော့ဦးတော်တိုင်းမျိုးအစ်အမှန်ပေါ့နော်တကယ်ပြင်ပြောင်းလဲနေမှလေးနိုင်မယ်လို့လည်း NLC ကိုချင်လို့သူကထည့်ခဲ့တာပေါ့နော်။အော်ကျွန်တော်တို့ဒါကိုတကယ်ပြင်ပြောင်းလဲမယ်အစိုးရတရားကိုပြင်မြင်ရတော့မှဆိုတော့ဦးတော်ရင်ခုန်ခဲ့ရတာပေါ့နော်။ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပြည်내လွတ်တော်မှတ်နှစ်ကနေဝင်ရောက်ရှင်းပြနေတဲ့ဒေါက်တာချစ်ရီကတော့တောင်ကြီးမြို့အတွင်းမဲပေးနေကြတဲ့ခြေနေရီနဲ့ပတ်သက်လို့အခုလိုပြောပြပါတယ်။အာကျွန်တော်အခုမဲရီကိုဆက်ပတ်ကျင်းတာတော့ကျွန်တော်ကြည့်တဲ့မဲနဲ့အားလုံးတော့အေးစစ်စစ်ပါပဲ။ဘာမှပြောပြတာမရှိပါဘူး။အေးစစ်စစ်ပါကျွန်တော်မနေ့ကတော့ကျွန်တော်ဟောပေါ့ကျွန်တော်ကြက်ပက်ကကျွန်တော်ကြိုးပွဲကြက်ပက်ပါနော်။ကျွန်တော်ပြန်လာအဲ့မှာနေပါတယ်။အဲ့ဒီမှာတော့ပြောမဲပေးတော့အဆင်ပြေပါတယ်။ဘာမှပြတ်တာမရှိဘူး။ချစ်ချစ်ရှိတယ်ပါနော်။တက်တာတခုမှမရှိဘူး။ ဟုတ်ကဲ့ဘဝမှာပထမဆုံးချိန်မဲပေးခွင့်ရလို့စိတ်လှုပ်ရှားနေသူကကိုအောင်မြတ်သူပါတိုင်းပြည်ကိုတကယ်ပြောင်းလဲပေးနိုင်မယ်ဆိုရတဲ့ပေါ်ပေါက်လာမယ်လို့လည်းယုံကြည်နေပါတယ်လေရတော့ပြည်ကြီးဖြစ်ပါတယ်ဒီနေ့ချင်းကောင်းတော့လေ2015ရွေးကောက်ပွဲကြီးလူတက်မယ်ဆိုတော့မသိသေးဘူးကွာခြေရတော့နောက်အပတ်လောက်မှပြီးရမယ်ဆိုတော့ဒီနောက်ရင်ဖို့လုံးနေထားပါတယ်တော်တော်လေးလေးတူတက်လာပါတိုင်းပြည်အထက်လေဒီတဲ့ဆိုရ စစ်တက်လာမယ်ဆိုရင်တိုင်းပြည်ရတော့ကောင်းမယ်လို့တော့မလုပ်ဘူး